တသမီးလေးတယောက်ကိုချင်းနေနေပြီလားအင်္ဂါတသမီးလေးရရဖြစ်တဲ့အခါမှာပေါ့နော်။သွားပြီးတော့ပြန်ပြီးနေပြီပါဆိုရင်တင်ပဲရှုံးမှချိန်သေးပါလေ။နောက်ပြီးတော့အင်္ဂါတသမီးလေးတွေကစေတနာတရားကြီးအားအရှိန်ကောင်းပါလေ။ဘာသာရေးကိုလည်းတခုဝါကနာပန်းချင်အင်္ဂါတသမီးတွေကသူတို့တစ်ခုခုကိုလှုပ်ရှင်ပြီးတစ်ခုခုကိုရှာကြံပြီးဆိုရင်မပြစ်မနေစူးစမ်းရတဲ့အကျင့်ရှိပါတယ်။ရှင်သေးတကောင်လိုမျိုးခွန်အားလည်းရှိတယ်လို့အပင်ပန်းလည်းခံနိုင်တယ်။သူများကိုသူတို့ကအမြဲတမ်းတန်တရားစိတ်နဲ့ကြည်တတ်တယ်။ သူတို့ရဲ့အာသာချက်ကလက်ရှိအရွယ်ထက်ကိုသူတို့ကပို့ပြီးတော့ငယ်တယ်လို့ထင်ရတော့အမှုပြုကြပါတယ်။ဘာပဲဖြစ်ပြောအင်္ဂါသတ္တမီလေးတွေကဘဝမှာတည်တည်ချာချာစနေတကြရှောင်းတင်နိုင်လို့ရှောင်းပြီးဆောင်တင်နိုင်လို့ဆောင်ပြီးတူဆိုင်ရင်အောင်မြင်နိုင်တယ်။သူ့ရဲ့ဒေါသကိုသူတို့ထိန်းနိုင်မယ်။အငင်းတဏ္ဍမျိုးကိုသူတို့ဖျော့ချနိုင်မယ်။မတုံ့ပြန်တဲ့နေရာတွေမှာမူတာပြောတတ်တာမျိုးလေးတွေကိုရှောင်ပေးမယ်ဆိုရင်တော့သူတို့ကအောင်မြင်နိုင်တဲ့သူတွေဖြစ်ပါတယ်။သူကနည်းနည်းလေး over thinking ဖြစ်နေတာဖြစ်တဲ့အတွက်အဲ့ဒီအချက်ကလည်းသူတို့ပေါ်ကမှအတွက်အောင်မြင်ဖို့ကိုအဟံတာတစ်ခုဖြစ်တတ်ပါတယ်။ဘုံရှူလို့လောက်တတ်တဲ့အချက်ကိုလည်းပြင်သင့်ပါတယ်။အခုဆရာမပြောနေတဲ့အချိန်မှာဘယ်နဲ့ချက်လောက်အင်္ဂါတာတာသမီးလေးနဲ့တူလဲဆိုတာကိုဆရာမကွန်မန့်ပေးပါဦး။